ဟယ်လိုအားလုံးပဲမြင်ကြပါ United ရှီအိုကနေကြိုဆိုပါရစေ။ဆိုတော့ဒီနေ့မနက်ခင်းပိုင်းမှာဆိုလို့ရှိရင်တော့ Manchester United နဲ့ပတ်သက်လို့ရထားတဲ့အပြောင်းအရွှေ့သတင်းတချို့ကိုကျွန်တော်သား update တင် store ပေးပါမယ်။ Brian Ambumo နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့သားပြောရရင် Ambumo ရဲ့သတင်းကတော့မနီးညားကသတင်းတွေအပြီးမှာ အများကြီးထူးခြားတာတွေကျွန်တော်တို့မရှိသေးဘူး။ဒီဒီနော်ဒါ Brian Ambumo အနေနဲ့ပေါ့နော် Manchester United ကိုပြောင်းဖို့အတွက် Bright Brentford အတီးပေးထားပြီးဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက်မှယူနိုက်တက်ကိုပဲပြောင်းချင်ကြောင်းသူဒါတွေပဲဆက်ပြောထားတယ်လို့ဘရန်ဖို့ရဲ့ဘက်ကလည်းယူနိုက်တက်ရဲ့ဒုတိယအကြိမ်ကန့်လန့်မှုအခြေအနေမျိုးမှာကျွန်တော်တို့ဒီဟိုဗါလဲကစားမဖြစ်သူရဲ့စွမ်းဆောင်ရည်တွေပေါ်မှာမူတည်ပြီးတော့ပေးရမယ်အပူစုကြီးတွေပေါ့နော် အပူစုကြီးတွေအပေါ်မှာဆွေးနွေးနေတော့မယ်ဆိုတော့မနေ့ကအတိုင်းပဲအန်ဘူမွန်ရဲ့ပတ်သက်တဲ့တဲ့တင်ကကျွန်တော်ဒီနေ့ညပိုင်းမှာဘာမှထူးခြားပြီးတော့ထွက်လာတဲ့တဲ့တင်ကျွန်တော်တို့မရှိဘူး ကျွန်တော် AMPUMO နဲ့ပတ်သက်ရင်မနီကအတိုင်းပဲပေါ့နော်ဆိုတော့ဟို market stretch book နဲ့ပတ်သက်လို့ ESPN ရဲ့ Rob Dawson ကတော့ market stretch book ကလာမယ့်ရက်တစ်ပတ်အတော်တွင်အပြောင်းအရွှေ့တစုံတရာအဆင်မပြေခဲ့ဘူးဆိုလို့ရှိရင်ယာဒီဂျိုပြင်ဆင်မှုအတွက် Carrington ကိုပြန်လာဖို့အတွက်ရည်ရွယ်ထားတယ်ပေါ့နော်လက်ရှိမှာတော့ဘာစီလိုနာအသင်းရဲ့ဘက်က market stretch ရဲ့အပြောင်းအရွှေ့တွေစုံစမ်းတာတွေကျွန်တော်ရှိထားတယ်။ဒီသူတို့အနေနဲ့ပေါ့နော် အငှားခေါ်ယူဖို့အတွက်စိတ်ဝင်စားနေကြကြောင်းဒါအပြင်လောက်ခလာစာကိုလည်းဒစိတပိုင်းတော့သူတို့ပေးမယ်အပြည့်အဝတော့သူတို့ပေးဖို့အတွက်ပေါ့နော်အစီအစဉ်မရှိဘူးဆိုတော့ Manchester United ရဲ့ဘက်ကသူတို့ဒါအငှားခေါ်မယ်ဆိုရင် Rashford ရဲ့လာစာဒစိတပိုင်းကို United ကကုန်ကြရမယ်ဆိုတဲ့အကြောင်းအတိပေးမှုအတိပေးခဲ့မှုတွေရှိတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့ Marcus Rashford အနေနဲ့ Manchester United မှာဒုတိယပလံအဖြစ်သူ့ကိုပြင်မြင်ရတော့မယ်ဗောဗျာသူ့ပလံကတော့ရှင်းနေ နံပါတ်1ကဘာစီလိုနာကိုပြောင်းကျင်တယ်။ဘာစီက9ကိုခေါ်ဖို့အဆင်မပြေဘူးဆိုရင်ငါယူနိုက်တက်ကိုပြန်လာပြီးတော့လေ့ကျင့်ငန်းဆင်းကျင်တယ်ဒါမျိုးပေါ့။ဒီနေရာမှာကျွန်တော်အများနဲ့ပြောလို့ပဲအသင်းဘက်ကပြက်သားတဲ့ဆုံးဖြတ်ချက်တွေကျွန်တော်ချရမှာသို့တော်လည်းပဲဒီကစားမကိုယူနိုက်တက်ကလောက်ခလာစားပေးနေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့အဲအကယ်လို့မြန်ပေါ့နော်အသင်းမပြောင်းပြဘူးဆိုကစားသမား United ကိုလာပြီးတော့ train ရမှာဒါကကျွန်တော်တာဝန်ပဲ။နော် United ကိုလာပြီးတော့ train ရမယ်။ เนาะนี้ปยาผิดตัวเยကျွန်တော်တို့ဒီရေရှည်အစီအစဉ်လေးထဲမှာပါသည်ဖြစ်စီမပါသည်ဖြစ်စီအသင်းကိုလာပြီးတော့သူလေ့ကျင့်ငန်းဆင်ရပါသည်လုံးဝတာဝန်တစ်ခုပဲဒါကြောင့်ပါနော် market stretch ဖို့အနေနဲ့အသင်းနဲ့သူလေ့ကျင့်ငန်းနဲ့သူဆင်ရလိမ့်မယ်သို့တော့ရာသီကြိုးအစီအစဉ်လေးထဲမှာသူပါမပါဆိုတာကတော့စောင့်ကြည့်ရမယ်အစီအစဉ်လေးထဲမှာမပါရင်တော့အသင်းဘက်ကခေါ်ဖို့ခဲရင်လိမ့်မယ်ဒါပေမဲ့လို့ပါနော် Anthony Santo Rashford Sancho Garnacho ဒီလေးယောက်ထဲမှာအကယ်လို့အမြန်နီးပြားဖြစ်သူ Ruben Amorim က โอเคအပြောင်းရွှေ့ကတော့မဖြစ်တော့ဘူးမင်းတော့ပြန်လာကွာဆိုတဲ့ပုံစံမျိုးမျှော်လင့်လို့ရတာဆိုတော့ market stretch ဖို့ပဲကျွန်တော်ရှိတယ်အန်โทนีဆန်တိုးစ်ကတော့ဒီထဲမှာအပြစ်အနာစာအကင်းဆုံးသူပေါ့လေနီးပြားနဲ့လည်းပြဿနာတွေမဖြစ်ဘူးဘာမှလည်းပြဿနာမရှိဘူးသူခြေသွမ်းတိုင်ပက်လို့ပဲသူဘတ်တီကိုသွားရတာအကယ်လို့မြန်သူ့ကိုခေါ်မယ်သိမရှိဘူးဆိုလို့ရှင်သူလည်းပဲပြန်ပြီးတော့ပါသိနေတယ်သို့တော့ဆန်ချူတို့ကလုံးဝမရတော့ဘူးကာနာချူကလည်းလုံးဝအဆင်မပြေတော့ဘူးအဲ market stretch ဖို့ကြတော့လေကျွန်တော်ခုနကပြောသလို United နဲ့ပတ်သက်လို့ရှိရင်ပြသလားဒီကွင်းပြင်ပအကျိုးပြုထားတာတွေကျွန်တော်တို့ရှိတယ်။ဘာညာဆိုတဲ့အခါကျတော့အသင်းဘက်ကပြန်ပြီးတော့ခေါ်มาပဲ။เนาะပြန်ပြီးတော့ခေါ်มาပဲ။ဒါကြောင့် market stretch ဖို့ကလည်းအသင်းရဲ့ကျွန်တော်လက်ရှိဒီအစီအစဉ်လေးထဲမှာပါဝင်နိုင်နေဆိုတာကျွန်တော်ဒါကိုပြောတာ။ဒါကြောင့်ပေါ့နော်အကယ်လို့မြန်အသင်းမပြောင်းပြစ်တော့ဘူးဆိုလို့ရှိရင် Rashford Manchester United ကိုပြောင်းပြန်ပြီးတော့ပူပေါင်းတာ၊ Leeds ငယ်နေပြန်ပြီးတော့ဆင်းတာ မြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အကယ်လို့အဲ့လိုဆင်းနေပြီးတခြားအသင်းရဲ့ဘက်ကလည်းမခေါ်ပြစ်တော့ဘူးဆိုရင်လာမယ့်ရာသီအသင်းရဲ့လူဆင်းတွေကိုပြန်ပါကောင်းပါလာနိုင်တယ်ကျွန်တော်မှရွေးချယ်စရာမရှိဘူး။ဒါပေမဲ့လို့အဲ့ဒါလို့ပြန်ခေါ်ရဲဆိုတာနောက်ဆုံးမှအသင်းဘက်ကရည်ရွယ်တာ။ Sergeant Radcliffe ရဲ့ဘက်ကလည်း Marcus Rashford ကိုကျွန်တော်ထုတ်ပယ်ခြင်းနဲ့ Amorin ရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့သူကောင်းကောင်းသဘောပေါက်ထားကြောင်း interview ဒီမှာသူပြောတယ်။အဲ Amorin ကပေါ့နော်အသင်းပေါ်မှာ100% commitment ရှိတဲ့ကစားသမားတွေကိုပဲသူလိုချင်တာ။ သူ့ရဲ့ဒီဆုံးဖြတ်ချက်တွေကိုသူတို့ supporting လုပ်တဲ့ကြောင်းတွေသူတို့ပြောထားတယ်။ဒါကြောင့်လက်ရှိမှာဆိုလို့ရှိရင် market stretch နဲ့ပတ်သက်ပြီးတော့အသင်းမှာကကျွန်တော်တို့ဘယ်လိုပြောရမလဲ။ဒီနောက်ဆုံးမှပဲအသင်းမှာပြန်ထားမယ့်ရည်ရွယ်ချက်မျိုးရှိရဗျ။အကယ်လို့ရောင်းချလို့ရတယ်ဆိုရင်ရောင်းချမယ်။အငှားချလို့ရတယ်ဆိုရင်အငှားချမှာပဲ။ဒါပေမဲ့လို့လက်ရှိကျွန်တော်တို့ပြီးခဲ့တဲ့နေ့တွေကပြောခဲ့တဲ့အတိုင်းပဲဘာစီလိုနာရဲ့ဘက်ကသူတို့အနေနဲ့ market stretch ကိုအငှားနဲ့ပဲခေါ်ခြင်းတယ်။ နော်အငှားနဲ့ပဲခေါ်ကျင်တယ်ဒါတော့မှလောက်ခလာစားကလည်း United ကပေးအောင်ပါနော်ဆက်ပါတော့ဒီကောင်ကတပတ်ကို3သိန်း2000ခွဲရတယ်ဆို United က2သိန်းပေးกว่าတော့ဘာလို့ဆိုတဲ့ပုံစံမျိုးလိုင်းလာဦးမှာအဲ့ကြရင်လည်းကျွန်တော်ကညင့်မရဘူးဘာကြောင့်လဲဆိုတော့တသိန်းခွဲလောက်ပဲကျွန်တော်ယော့ယော့နော်ကျွန်တော်တို့ဒီတက်တာတက်တာငါတို့တော့ဟေ့နော်အပြောင်းလဲတော့လုံးမရမယ်အငှားတော့ချမရမယ်ဆိုတဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်နေမှာပဲဒါကြောင့် market stretch ဖို့ဒီ United နဲ့တူ Legion ငယ်ပြင်ဆင်နိုင်တဲ့အခြေအနေမျိုးတွေကျွန်တော်တွေ့နေရတယ်နော်နောက်ထပ်သတင်းတစ်ခုကကျွန်တော်တို့လက်ရှိမှာ ဒီပီဂရနီဒီကကွင်းလင်ကစားမဖြစ်တဲ့ဘိုင်ယန်မြူနီရဲ့ဂျောင်ပယ်လင်ညာနဲ့ပတ်သက်လို့ရူမာစတီထွက်ခဲ့တာတွေကျွန်တော်ရှိတယ်ဆိုတော့လက်ရှိမှာအဲ့ဒီအားနဲ့ပတ်သက်လို့အပ်ဒိတ်ရထားတဲ့သတင်းကမန်ချက်စတာယူနိုက်တက်နဲ့အခြေဆက်တွေရှိနေတယ်ဆိုတဲ့ report တွေဘာလို့ထွက်လာခဲ့ပြီးမဲ့လို့ပေါ်တူဂီနဲ့ဘိုင်ယန်မြူနီရဲ့ကွင်းလင်ကစားမဖြစ်သူဂျောင်ပယ်လင်ညာကတော့ဘိုင်ယန်မြူနီမှာပဲသူဆက်ပြီးတော့နေလို့တယ်နေရာတနေရာရဖို့အတွက်တိုက်ပွဲဝင်ခြင်းနဲ့ အဲအချင်းဒီတွေကဗောနော်အချင်းဒီတွေကနွေရာသီအပြောင်းအရွှေ့တွေပုံမှာမူတည်ပြီးတော့အပြောင်းလဲဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဒါပေမဲ့လည်းလို့ဗောနော်ဂျာဝပယ်လညာသီဘိုင်ယန်မြူးနစ်မှာဆက်ပြီးတော့နေကျင်တယ်နေရာတနေရာရဖို့အတွက်သူကစားကျင်နေပေါ့ယူနိုက်တက်နဲ့ထွက်တဲ့တတိယနေကအဲ့လောက်ကြီးဒီစတောင်းမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးတွေကျွန်တော်ပြောထားတယ်ကျွန်တော်လည်းပဲယူနိုက်တက်ကတော့ကွင်းလင်ကစားမတယောက်ခေါ်ဖို့အတွက်တော့ကျူးပန်းရမယ်ဆိုတာမှန်တယ်ဒါပေမဲ့လို့ဂျာဝပယ်လညာတို့လိုမျိုးကစားမကိုခေါ်ဖို့အတွက်ကျူးပန်းလိမ့်မယ်လို့ကျွန်တော်လုံးဝမထင်တော့ဘူး အကြောင်းရင်းတွေကျွန်တော်ရှိတယ်ဗျာနံပါတ်1ကစားသမားဖြစ်သူကပြီးခဲ့တဲ့ဘွန်ဒက်စ်လီဂါမှာပြီးခဲ့တဲ့ရာသီဘွန်ဒက်စ်လီဂါမှာဘာမှကစားခွင့်ကောင်းကောင်းကင်ကင်ရခဲ့တာမဟုတ်ဘူးเนาะကျွန်တော်တရားစီလုံးနေထားနေမှာဘွန်ဒက်စ်လီဂါကဘယ်သူ18ပွဲကစားရတယ်အဲ့ဒီ18ပွဲကလည်းကျွန်တော်အနေနဲ့ဒီအများအားဖြင့်အရန်ကုန်ကနေပြီးတော့2မိနစ်တော့3မိနစ်တော့ဝင်ဝင်ကစားနေရတာအဲ့တော့ဖူလန်မာတုံးကတော့ဘယ်တော့ကျွန်တော်လူပြောများကြလိမ့်မယ်ဒါပေမဲ့ဘိုင်ယန်ဒီဘိုင်ယန်ကိုရောက်သွားတဲ့အခါမှာသူဘယ်လိုမှကစားခွင့်မရတော့ဘူးဒါပြင် 26နှစ်ရှိနေပြီ26နှစ်ရှိနေပြီဆိုတော့အတင်းဟာဒီကွင်းလင်ကစားမပြည့်သူကိုခေါ်ဝေးကြိုးမန်းတော့မှာမဟုတ်ဘူးအာအတင်းရဲ့ဘက်ကတော့ဒီဘယ်လိုပြောမလဲဟိုဘယ်လိုဟိုဗာလဲဒီငဇင်းလုံးတက်တာတဲ့ကစားမတွေကိုရှားနေတာဗျာအော်ခီမှန်ပါလေဒါပေမဲ့လို့ဗောနော်ဇင်းလုံးလဲတက်တာမယ်အသက်လဲငင်ရမယ်ဆိုတဲ့ဘက်ကသူအမှားပဲဒါအပြင် performance ကြီးမပြနိုင်တော့မှပုံမှန်ပွဲကစားကွင်းကြီးရတဲ့ player ဘက်ကသူတို့သူအမှားပဲဆိုတော့ဂျာအိုပယ်လီပယ်လီညာနဲ့ပတ်သက်လို့ရှိရင် Bayern Munich ရဲ့ဘက်ကလည်း ဘလောက်နဲ့ပြင်ပြီးတော့လက်လွတ်မလဲဆိုတာကလည်းကျွန်တော်ရှိသေးတာဘိုင်ယန်ရဲ့ဘက်ကပယ်လင်ညာနဲ့ပတ်သက်လို့ရှိရင်ဖူလန်ကိုသူတို့ကဈေးကောင်းပေးခဲ့ရတာဈေးကောင်းပေးခဲ့ရတာဆိုတော့ဒီယာနဲ့ပတ်သက်လို့ရှိရင်အခုတော့အများကြီးမဟုတ်တော့မှဖြစ်တဲ့ဈေးတော့သူတို့ပြန်ပြီးတော့တောင်းမှာပဲအဲကျွန်တော်တို့ United အနေနဲ့ပေါ့နော်ဒီဂျောင်းပယ်လင်ညာကိုပြန်ခေါ်ဖို့ခေါ်ဖို့ကြိုးပမ်းတာမျိုးတွေဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့မထင်ဘူးတော့ဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့မထင်ဘူးဟိုဘာလို့လဲဆိုတော့အသင်းအနေနဲ့တခြားကွင်းလေးကစားမတွေရွေးချယ်စရာတွေများနေလို့ပါဒါအပြင်အခုလိုလိုတဲ့ focus ကအသင်းအတွက် တို့ဒီတိုက်စစ်မှုဖြစ်တယ်အံပူမှုပြီးတာနဲ့ပေါ့နော်တိုက်စစ်မှုဖြစ်တယ်အဲ့ဒီတိုက်စစ်မှုမတိုင်ခင်မှာကိုကစားမတွေရောင်းဖို့ကိုအာယုံစရမယ်ဘာညာဆိုတော့တည်ကြတယ်ပယ်လင်ညာတို့ဘာလို့ကိုကျွန်တော်တို့ခေါ်ဖို့ကထင်သလောက်ထိထိရောက်မှုတွေရှိလာမှာမဟုတ်ဘူးဆိုတော့ဒီတဲကမှကွင်းလယ်မှာထားပါတော့ဗျာအက်တလန်တာရဲ့ကွင်းလယ်ကစားမဖြစ်သူတွေတို့ဘာလို့နင်းနေတောင်မျောလင်းလို့ရသေးတယ်နော်ပရီးမီးယားလေးကတခြားကွင်းလယ်ကစားမတွေတို့မျောလင်းလို့ကျွန်တော်ရသေးတယ်ပယ်လင်ညာတို့ဘာလို့ကိုကျွန်တော်မျောလင်းလို့ရမယ်မထင်ဘူးလက်ရှိဘိုင်ယန်မြူးနစ်ရဲ့ဘက်ကလက်လွတ်တယ်ဆိုတာကလည်း ကစားသမားက position game မကစားနိုင်ဘူး tight speed ကြီးချားတယ်မှာအလုံးမလုံးနိုင်ဘူးသိရမယ်လုံးဝအဖြက်ဆိုအဖြက်လောက်ပဲကျွန်တော်ရတာဗျာအဲ့လိုမျိုးဆိုတော့ပယ်လင်ညာနဲ့ပတ်သက်လို့ရှိရင်ပိုင်ရန်ရဲ့ဘက်ကပြန်ပြီးတော့ရောင်းကျင်တာဒီတဲကမှ injury ပြဿနာတွေပါတယ်သူကကြုံလိုက်ရသေးတာဒါကြောင့်ဘောနော Manchester United ကပယ်လင်ညာနဲ့သတင်းထွက်နေပြီမယ်ပယ်လင်ညာကတော့သူ Bayern Munich မှာပဲဆက်ပြီးတော့နေကျင်တယ် United ရဲ့ဘက်ကလည်း29နှစ်ရွယ်ကွန်းလင်ကစားမတရားကိုခေါ်ပြီးတော့ကျူးပန်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဒီကလို့ရောဘယ်လိုမြင်ကြလဲပယ်လင်ညာကို United ကျူးပန်းတင်တယ်လို့ထင်ကြလား တွေ့ကြပါအောင်ဆိုတော့နေကင်းဗီဒီယိုလေးဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ကျေးဇူးအားပေးတဲ့ညီကိုအားလုံးကိုကျေးဇူးများရင်တင်ပါတယ်